ောင်တနေရရဲ့ဖလပတာယာလှတဲ့ရွာလေးတရွာရှိတာမို့ကွယ်သို့တော်လေအဲ့ဒီရွာကဆင်းရဲနေသည်ယူရီကလည်းအဲ့ဒီရွာမှာမနေချင်ကြဘူးပေါ့ကွယ်ဘာလို့လဲဆိုတော့ယူရာတလေးနဲ့ကြားမှာတမတ်ချက်တွေကလည်းအယံပြင်းထန်နေတဲ့ရွာလေးတရွာပေါ့ကွယ်မင်းကသာဒီရွာမှာမပြောတာ လာဖာရိုတီရောမာနေရတာအပျော်ဆုံးပဲဟာအဲဒီအခြေအနေတွေဖြစ်လာတာကြောင့်ကျွာသူကြီးခပိခာအကြီးပေါ်အစည်းဝေးဖြစ်တရွာလုံးကိုကျွာရဲ့ရှေ့ရီအတွက်ဆွေးနွေးကြရန်အစည်းဝေးတစ်ခုလုပ်လိုက်ရတာပေါ့ကွယ်အရူဂျွာဟာ တီကသူတွေအားလုံးသိကြသလိုပဲအချီးအနှီးတွေကစိုးနေသည်ရှစ်ဆက်ပါလောက်ကြမလဲဒီအတိုင်းဆက်သွားရင်တော့အဆင်မပြေဘူးနာရုရွာမှာပါဒရီအားနဲ့ချက်ရှိကြသလဲကျမအနီကတော့စောင်းသေးပါဒီရွာမှာမွေးတဲ့သူပါဒီရွာရဲ့အထက်ကအားနဲ့ချက်ကတော့ အမျိုးသမီးတွေကိုရိုးရရင်ချေမှုရချိုးနှင်ခါပြီးဘူးပေါင်းပါဝဲခေါင်းဆောင်ခွင့်မပေးတဲ့ရိုးရဒလေကိုကျင့်သုံးခြင်းပါပဲ။ဒါကြောင့်ဂျမဦးဆောင်ဒီဒီရွာကမင်းမကားတွေကိုအုတ်ချုပ်ခွင့်၃လအချိန်ပြပါ။ဒီရွာသူတက် လာစေရပါမယ်။ကျမရေးရေးကြီးအာမခံပါတယ်ရှင်။ဖြစ်ပါမလား။ဘင်းတို့မိမသားတွေကဘာလို့တို့ခီးတွေတော့ဖူတာလည်းမဟုတ်။ဘဟုတုတာလည်းမရှိ။မင်းတို့အတွက်နာရူပဆွေတို့ပါဟာဒီနေရာတွေကအတိတ်ကာလမှာ မှန်ခဲ့ပါတယ်။ဒါပေမဲ့ခုကာလကဘာကြီးဟာရွာလူဖြစ်သွားတဲ့အချိန်မှာအင်တာနက်တည်းအချက်လက်တူကြကျမတို့မိမသားတွေလည်းတိုးတက်နေကြပါပြီ။ကျမကိုသုံးလာတာအချိန်ချင်းပါခင်ဗျာ။ဒီလိုနဲ့အစည်းအဝေးမှာရွာသူရွာသားတွေကလည်းစောင်းတဲ့ရဲ့ဥဆောင်မှုကိုလက်ခံကြဖို့ အလုံးသဘောတူကြတာပေါ့ကွယ်ဒီလူနဲ့စံတဲရောမင်းကလေးအဖွဲဥဆောင်နဲ့တင်ညုတ်လူမိပါဖြစ်နေတဲ့ဂျွာရဲ့ချင်းရူရဖျားတွေပလိုင်းတွေလက်မှုအသက်ပညာတွေပြန်လဲဖော်ထုတ်ပြီးအလို့အကိုင်းတွေပေးတာပေါ့ကွယ်ပြီးတော့စိတ်ပြူးကြီးတွေကလုံးကြတယ်ဈေးကွက်ချဲ့ထွင်ဖို့လဲ စကားပြောဆိုတတ်တဲ့မိန်ကလေးတွေကပဲဥဆောင်ကြီးအကောင့်အထဲပေါ်ကြတာပေါ့ကွယ်ပြီးတော့ကျွာရဲ့ပစ္စည်းတွေလာဝယ်ရင်လွယ်ကူလင်လန်ဖို့မကောင်းတော့တဲ့လမ်းတွေကိုလည်းကျင်ကြတာပေါ့ကွယ်အခုတော့ကျွာလေးမှာလူတွေပျော်နေကြပြီအလုပ်တွေရှိကြပြီဥဆောင်နိုင်သူတွေကိုတားမယိုးရာ အစွဲအလံတလေထုံတမ်းမထားပဲခေါင်းဆောင်နေရပြေးလိုက်တဲ့ရတတ်တွေပေါ့တကယ်တော့ကြားမှတန်းတူမြင်မှုဆိုတာကြားဖြစ်ဖြစ်မှဖြစ်ဖြစ်ဦးဆောင်တိုင်းသူကိုတက်တီရှိရှိ နေရပေးနိုင်ခြင်းပါပဲလူအခွင့်ရင်းလို့လဲပြောလို့ရတယ်မလားကြားမှတန်းတူစွမ်းရည်ပေါ်ထုတ် လူခွင့်အရေးအားအလေးထားကြစု